မင်းအောင်လိုင်းစကားမှားယွင်းကြောင်းမြောင်မြမျိုးကတက်တေပြစစ်ကောင်းစီကောင်းဆောင်မင်းအောင်လိုင်းရဲ့ပညာရေးအပေါ်တုံးသက်ချက်စကားတွေဟာမှားယွင်းနေကြောင်းမြောင်မြမျိုးအမှတ်6အခြေခံပညာထက်တန်းကြောင်းကကျောင်းသူအချင်းချင်းအုပ်စုဖွဲ့အကြံဖတ်မှုကတက်တေပြခဲ့ပါတယ် မင်းအောင်လိုင်းကဇွန်လ17ရက်နေ့ကပြည်ဦးလွေမျိုးအမှတ်3အခြေခံပညာထက်တန်းကျောင်းကိုတွားရောက်ချိန်မှာကျောင်းသူကျောင်းသားတွေကိုတွေ့ဆုံပြီးအမှားစကားပြောကြားချိန်မှာကလေးငယ်များအားမိဘများအနေဖြင့်တုန်တင်ဆုံးမပေးမှုများရှိတဲ့ကဲ့သို့ဆရာဆရာမများကလည်းတုန်တင်ပေးမှုများရှိကြောင်းငယ်စဉ်ကလေးဘဝတွင်ကျောင်းတက်ရသည့်အချိန်များသဖြင့်ဆရာဆရာမများဤတုန်တင်ဆုံးမပေးမှုကိုပုံမိုရရှိကြကြောင်းကျောင်းလုံးဝမနေဘူးသူများအနေဖြင့် ဆရာဆရာမများဤတွင်တင်မှုအောက်တွင်နေခဲ့ရခြင်းမရှိခဲ့ကြောင်းအတန်းပညာသင်ကြားပေးရမည်ဖြစ်တဲ့ကဲ့သို့စိတ်သက်စည်းကမ်းကောင်းမှုရေးတိုင်းချစ်ပြည်ချစ်စိတ်နှင့်မျိုးချစ်စိတ်တတ်များမြင်မားစေရို့အတွက်လည်းဆရာဆရာမများအနေဖြင့်စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုကြောင်းလို့ပြောကြားခဲ့မှုပါတယ်။မြောင်းများမျိုးအမှတ်6အခြေခံပညာထက်တန်းကျောင်းမှလွန်ခဲ့တဲ့ဖေဖော်ဝါရီလပိုင်းတွင်ကကျောင်းသူအချင်းချင်းအုပ်စုဖွဲ့အကြံဖတ်မှုဖြစ်စဉ်တစ်ခုဟာအခုရက်ပိုင်းတွင်လူမှုကွန်ရက်စာမျက်နှာတွေပေါ်ပြန့်နှံ့လာခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ရုပ်တံမတန်မှာចောင်းသူ၃ဦးခန့်ကចောင်းသူ၃ဦးကိုចောင်းဝင်းပေးလမ်းမထံမှာအုပ်စုဖွဲ့ပါရိုက်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ကိုစစ်ကောင်စီနဲ့နှိဆက်သူတွေကပါရှုတ်ချခဲ့ကြပြီးအဖြစ်မှန်ပေါ်ပေါက်ရေးအတွက်တောင်းဆိုခဲ့ကြပါတယ်။ ဖြစ်စဉ်ကိုသိရှိခဲ့သူတွေကဖြစ်စဉ်ဖြစ်ပွားပြီးချိန်မှာမြောင်းမြမျိုးနယ်ပညာရေးမှုနဲ့အမတ်6အခြေခံပညာထက်တန်းကျောင်းကျောင်းဥဆရာမကြီးဟာကျူးလွန်ခံရသူကလေးငယ်ရဲ့နေအိမ်ကိုတွားရောက်ပြီးတောင်းပန်စကားဆိုခဲ့တယ်လို့ဆိုပါရယ်ကျူးလွန်သူကလေးငယ်တွေကိုတော့အရေးယူဆောင်ရွက်မှုတွေမလုပ်ဆောင်ခဲ့တာကြောင့်ကျူးလွန်ခံရသူကလေးငယ်ဟာကျောင်းဆက်တက်ရောက်ရခြင်းမရှိတော့ဘူးလို့သိရပါရယ်